ခုဒီမှာမြင်ရတယ်မြင်းကောင်ရင်60ဒီ tractor ဆိုလို့ရှိရင်အစီးပေါင်း9000နီးပါးလောက်ရောင်းထားရလို့သိတာရယ်တစ်စီးလုံးကိုကြီးလိုက်မယ်ဆိုရင်ရှေ့ခေါင်းကနည်းနည်းလေးခြွန်တာကိုတွေ့ရမယ် aerodynamic အရာကသူကခြွန်တာတာဖြစ်တဲ့အတွက်လေတိုက်တဲ့ချိန်ကြလို့ရှိရင်သူကအထက်က engine ကပို့ပြီးအေးတယ်လို့ဆိုတယ်ဒီအမိုးကိုင်းနေရဒီ tractor ရဲ့တစ်စီးလုံးကိုဒီလိုလဲသွားတဲ့အချိန်မှာနောက်တစ်လိမ့်လိမ့်မသွားအောင်လို့သူကထောက်ထားပေးနိုင်တဲ့ ်အနေထားမျိုးရှိအောင်လို့ဒီ frame တွေကိုထည့်ပေးထားတယ်လို့သူကဆိုတာအားလုံးပဲမင်္ဂလာပါဒီနေ့ကနေစပြီးတော့လဲထုံတော့မှာပဲဖြစ်ပါတယ်လို့မထင်လိုက်ပါနဲ့အခုရောက်နေတဲ့နေရာကတော့ YCC မှာဖြစ်ပြီးတော့ Myanmar Power and Machinery Expo ကိုရောက်နေရပါအဲ့ဒီပွဲထဲမှာဆိုလို့ရှိရင်ကြော်မီသားသူလေယာဉ်သုံးဆက်ပစ္စည်းရောင်းဝယ်ရေး company limited ရဲ့ဘုကိုရောက်နေတာဖြစ်ပါတယ် ဒီမူထဲမှာဆိုလို့ရှိရင်ကျွန်တော်ဘေးမှာမြင်ရတယ်ဒါဆိုနာလီကာထရက်တာရှိတယ်ထရက်တာလို့ပြောလဲရတယ်လေထုံသက်လို့ပြောလဲရတယ်ဒီကောင်ဆိုလို့ရှိရင်90 horsepower ရှိတယ်တာဘိုလည်းပါပြီးလို့ရှိရင်ဂီယာကိုပြောမယ်ဆိုရင်12 by 12ဂီယာဖြစ်တယ်သူကယုံလိုက်ပါတဲ့အပြင်ကို82ချက်နောက်72ချက်ဖြစ်သွားပြီ hydraulic ဆိုလို့ရှိရင်လည်းသူက3နံအထိနိုင်တဲ့ဆိုနာလီကာ brand ဖြစ်တယ်ဒီကောင်ကအိန္ဒိယ brand ဖြစ်ပြီးတော့ဒီကားတစ်စီးလုံးကသူ့ရဲ့ company ရယ်ပဲတိုက်ရိုက်ထုတ် အဲ့ဒါမှာဘာအားသာချက်ရှိသွားလဲဆိုတော့ detractor မှာဆိုလို့ရှိရင်သူ့ရဲ့ spare parts တွေအကုန်လုံးက install ဝယ်လို့ရတယ်အာဘာလို့လဲဆိုတော့ဒီကောင်တွေကသူကအလုပ်လုပ်ရတဲ့အချိန်ရှိတယ်သူ့ယာစီချိန်ရှိတယ်ပဲဗျာသူ့ယာစီချိန်အတွဲမှာဆိုလို့ရှိရင်ဒီကားတွေပြက်လို့မရလုံးဝရက်နေလို့လည်းမရဘူးအဲ့ဒီအတွဲသူက spare parts ကိုလောကလောလောထားပြီးသားတယ်ဝယ်ယူသုံးစွဲတဲ့တောင်သူတွေအနေနဲ့ဆိုရင် spare part တော်တော်လေးကိုအရေးကြီးတာဖြစ်တဲ့အတွက်ဒီ brand ကိုရွေးချယ်ကြတယ်အခုဒီမှာမြင်ရတဲ့မြင်းကောင်ရင်60ဒီ tractor ဆိုလို့ရှိရင်အစီးပေါင်း9000လီးပါးလောက်ရောင်းတာရလို့သိတာတယ်ဒီ sonalika မှာဆိုလို့ရှိရင် horse power အနေနဲ့26 50 60 80 90 130အထိရှိတယ်မိမိလုပ်ငန်းနဲ့ကိုက်ညီတဲ့ horse power ကိုရွေးချယ်ပြီးတော့ဝယ်လို့ရတယ်ဒီပွဲထဲမှာဝယ်တယ်ဆိုလို့ရှိရင်သူ့ရဲ့မူရင်းဈေးက1100ဖြစ်ပြီးတော့ဒီပွဲထဲက26ရဲ့နေ့ကနေပြီးတော့29ရဲ့6လ2025အထိမှာဝယ်မယ်ဆိုရင်3030ဒီ cashback ရမှာဖြစ်တယ် okay ဒါက sonalika brand brand ဖြစ်တယ်ပြီးရင်ဒီဘက်ကိုသွားကြည့်အောင်ဒီဘက်ကိုသွားကြည့်ရင်ဒါက solid brand ဖြစ်သွားတယ် solid brand နဲ့ဒီ sonalika brand တွေကတော့ပုံရင်လေးလေးပြောရင်တော့စိုက်ရုံကအတူတူပဲဒါပေမဲ့ဒီ solid tractor ကကြတော့ horsepower 92ဖြစ်သွားပြီသူလည်းတာဖို့ပါတယ်ဒီ solid မှာနည်းနည်းလေးထူးခြားသွားတာ sonalika နဲ့စိုက်ရုံကအတူတူပဲဒါပေမဲ့သူက yammer technology နဲ့ပေါင်းလိုက်တာဖြစ်တဲ့အတွက်သူက technology မှာနည်းနည်းလေးပိုတာသွားတယ်ဒီမှာမီးရှင်းရုပ်တွေပါတယ်မှာဆိုလို့ရှိရင်မီးလေးလုံးတွေပါတာမကောက်ဘူးဒီမှာ LED daytime running light တွေပါတယ်ပါသွားတယ်အဲ့တော့အဲ့အခြေအနေလေးရှိရဒီဇိုင်းလေးပိုလာသွားတယ်ပြီးတော့ဒီခုန tractor နှစ်စီးလုံးကိုကြီးလိုက်မယ်ဆိုရင်ရှေ့ခေါင်းကနည်းနည်းလေးချွန်တာကိုတွေ့ရမယ် aerodynamic အရာသူက ချွန်ထားတာဖြစ်တဲ့အတွက်လေတိုက်တဲ့ချိန်ကြလို့ရှိရင်သူကအထက်ကအင်ဂျင်ကပိုပြီးအေးတယ်လို့ဆိုတယ်အဲ့ဒါဒီကကျွန်တော်နောက်ကျရင်တဖြည်းဖြည်းနဲ့မောင်းပြတာတို့เนาะ attachment တွေတုံးပြတာတို့ဒါတွေကျွန်တော်တို့လောက်ပါဖြစ်တယ်ပြီးတော့ဒီကားတွေက hydraulic ဆိုလို့ရှိရင်လည်းလေးပေါက်ပါရှိရောနောက်ရော hydraulic တုံးလို့ရတယ်ဒီအရှိမဆိုလို့ရှိရင်လည်းဒိုးသားအတွက်เนาะ attachment တွေတက်လို့ရသလိုအနောက်မှာလည်း attachment ကမျိုးစုံတက်လို့ရတယ် ဲ့ဒီ attachment ကြီးအကုန်လုံးကိုလည်းဒီကြော်မီသားစု company မှာဝယ်မယ်ဆိုရင်အကုန်လုံးဝယ်လို့ရတယ်နောက်တစ်ချက်အားသာတာရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒီကားတွေမှာ special tools တွေအနေနဲ့ဒီအပေါ်ကအမိုးခိုင်းနေတို့ဒီအပေါ်မှာမီးလုံးနေတို့ဘေးမှာထိုင်ကုန်နေတို့ဒါတွေကလုံးဝ special tools အနေနဲ့တတ်ပေးရတာဒီအမိုးခိုင်းနေဆိုလို့ရှိရင်လေခုနကဒီကနားလေလူနေပြောကြည့်တော့သူကတောင်နေပါတက်တဲ့အခါမှာ tractor တွေကလဲတာတော့ဘာဖြစ်နိုင်လဲအဲ့လိုလဲွားတဲ့အချိန်မှာဒီအမိုးခိုင်းနေရဒီ tractor ရဲ့တစည်းလုံးကိုဒီလိုလဲွားတဲ့အချိန်မှာနောက်တစ်လိမ့်လိမ့်မသွားအောင်လို့သူကထောက်ထားပေးနိုင်တဲ့ အနေအထားမျိုးရှိအောင်လို့ဒီ frame တွေကိုထည့်ပေးထားတယ်လို့သူကဆိုတာတယ်ဒီ trader တွေမှာလည်းပြောမယ်ဆိုလို့ရှိရင်သူကပြောတဲ့အတိုင်းအများကြီးရှိသေးတာအရှိမ weight တော့6တုံး6တုံးထည့်ပေးထားတာအစအနောက်က hydraulic တွေအစစသည်ဖြင့်ပြောတဲ့အတိုင်းကတော့အများကြီးရှိသေးတယ်ဒါပေမဲ့ဒီပွဲမှာကျတော့ကျွန်တော်အသေးစိတ်တွေအများကြီးမပြောပြတော့ဘဲနဲ့ဩနောက်တစ်ခုပြောပြရရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒီ brand တစ်ခုစလုံးရဲ့ instruction တွေ instruction တွေအကုန်လုံးဆိုလို့ရှိရင်လည်းမြန်မာလိုရေးပေးတာ เนาะจိတ်တဲ့နေရာမှာကြည်လိုက်မြန်မာသားလေးတွေနဲ့ပဲအကုန်လုံးရေးပြီးသားတယ်ဟိုမှာဘယ်မောင်းကိုသုံးမယ်ဆိုရင်ဘယ်လိုသုံးရမလဲလို့ဘာအောင်အကုန်လုံးမြန်မာလူတိတိကျကျရေးပြီးသားတာဖြစ်တဲ့အတွက်မြန်မာသားဖတ်တတ်ပြီဆိုတာနဲ့ဒီ tractor တွေကိုမောင်းနေအသုံးပြုလို့ရပြီပြီးရင်ဒီမှာကနောက်တစ်ခုအားသာတာ tractor တွေသာရောင်းတယ်လို့သာပြောဒီတိုင်းကြီးပဲလွတ်ပေးလိုက်တာမဟုတ်ခွန်ဆက်ကိုအခုမှစသုံးမဲ့တောင်သူတွေအတွက်ဆိုရင်ကျောင်းမီတာနဲ့ join in ဆိုယူသွားဆိုပြီးလုပ်လိုက်တာမဟုတ်ဒီမှာက training နေလဲလောက်လားပြန်ဒီ tractor တွေမှာခုနပြောဆိုပါ share attachment တွေဘယ်လိုသုံးရမလဲနောက်က attachment တွေကဘယ်လိုသုံးရမလဲ hydraulic ကဘယ်လိုသုံးရမလဲစသဖြင့်ဒါတွေအကုန်လုံးကို training ပေးတာ 3လ5ရက်ကို training ပေးရ training ပေးပြီးတော့မှဒီ tractor တွေက customer လက်ထဲကိုအပ်ရတာဒီ solid ရဲ့ဈေးနှုန်းကိုပြောမယ်ဆိုရင်ဒီမှာရေးထားတယ်1220ကိုဒီပွဲရက်ထဲမှာ28ရက်နေ့ရက်29ရက်6လ2025အတွင်းမှာဝယ်ရဆိုရင်30အထိ discount ရမှာဖြစ်ပါတယ်နောက်ထပ်အရင်အရေးကြီးတဲ့ကိစ္စတစ်ခုရှိရအဲ့ဒါဘာလဲဆိုတော့ brandy ပဲဖြစ်ပါတယ် brandy ကိုပြောမယ်ဆိုလို့ရှိရင် sonalika ပဲဖြစ်ဖြစ် solid ပဲဖြစ်ဖြစ်နိုင်တထောင်သုံးမဟုတ်တစ်နှစ် အာမခံပေးအဲ့ဒါအာမခံကဘာတွေပေးတာလဲဘာတွေပေးရလဲဆိုလို့ရှိရင် engine gear ပေါ့အခုကျွန်တော်တို့မြင်နေရတဲ့အစိတ်ပိုင်းနေဒီထဲမှာ engine ရှိတယ်အောက်မှာဆိုဂီယာပေါ့ရှိတယ် shake grind ရှိတယ် knock ground ရှိတယ်ရှေ့နောက် exhaust fan နေ exhaust fan ထဲမှာပါတဲ့ရှက်ချောင်းတွေအားစအာမခံပေးတာလေအဲ့ဒါ randy ပေးရတဲ့အပိုင်း randy မပေးတဲ့အပိုင်းလည်းရှိသူတို့ကအဲ့ဒါကိုတခါတည်းရှင်းရှင်းလင်းလင်းဖော်ပြတာဒါ randy မပေးတဲ့အပိုင်းတွေကဘယ်လိုမျိုးလဲဆိုတော့ကြိုးကျပဲ့လွယ်တော့ပစ္စည်းများကို randy မပေးပါဘူးတဲ့ဆိုလိုချင်တာကဗျာဒီလိုမျိုး half plastic တွေဒါဒါ overfunder လိုဟာမျိုးတွေမီးလုံးလိုဟာမျိုးတွေပြည်ဒီလို နေရာမျိုးอ่ะဟာအဲ့ဒါမျိုးတွေဆိုလို့ရှိရင်တော့သူက random မပေးဘူး။ဘာကြောင့်မပေးရလဲဆိုဟုတ်တယ်လေအခုပေးလိုက်တော့အကောင်းပေါ့ဗျာ။ဒီကမှလမ်းမှာသွားရင်းနဲ့ထိမိခိုင်းမိတဲ့မှာခဲဆင်သွားတယ်စသဖြင့်ဒီလိုမျိုးကြောင်းမလို့ क्वे သွားတာမျိုးဆိုလို့ရှိရင်တော့ random မပေးဘူး။အခုဒီ engine တွေ gear box တွေ shutdown တွေအကုန်လုံးပေးတယ်။ AC တွေပဲအဲ့ဒါတွေကတော့တစ်နှစ်နိုင်တစ်ထောင် အေးဆေးတုံးလို့ရတယ်ဒါပေမဲ့ခုနကတော့ယူလာတယောက်နဲ့လည်းကျွန်တော်တွေးခဲ့တယ်တွေးခဲ့တယ်မသူတို့ဆိုလို့ရှိရင်သုံးလာတာနိုင်တထောင်မဟုတ်ဘူးတထောင်လောက်ဖြစ်သွားတယ်နိုင်တထောင်လောက်ဖြစ်သွားတဲ့အချိန်မှာလည်းသူပုံမှန် maintenance လုပ်ရမယ့်အချိန်တွေရှိတယ်ပထမဆုံးနိုင်90မှာဆိုလို့ရှိရင် engine oil လဲရမယ် gear oil လဲရမယ်စသဖြင့်ပြီးလို့ရှိရင်နောက်ထပ်နိုင်150မှာဆိုလို့ရှိရင် engine oil လဲရမယ်ပြီးရင်နိုင်တထောင်တထောင်သုံးပြီးတိုင်းမှာ gear oil လဲရအဲ့ဒီအချက်လက်တွေအကုန်လုံးလည်းမြန်မာလိုရေးထားတယ် အဲ့လိုမျိုး maintenance ပုံမှန်လေးလုပ်နေရင်ကိုဒီကားတွေကအားကြီးတပေါင်းလဲဗာပြဿနာမှမရှိဘူး AC သုံးလို့ရရလို့ကျွန်တော်သိတာဒီဗီဒီယိုလေးရဲ့အနေချက်ကိုပြောတော့မယ်ဆိုလို့ရှိရင်ကျွန်တော်ခုနကပြောပြသွားတဲ့မြင်းကောင်ရီ60ရှိတဲ့ Sonalika Tractor ရဲ့မြင်းကောင်ရီ60နှစ်ရှိတဲ့ Solis Tractor ရဲ့ကိုလေ့လာခြင်းနဲ့ဆိုလို့ရှိရင်26ရဲ့6လ2025ကနေပြီး29ရဲ့6လ2025ထိလာပြီးတော့လေ့လာလို့ရတယ်ဘယ်အစည်းပဲဝယ်ဝယ်ကက်ချ်ဝဲ330ရမှာဖြစ်တယ်အကယ်၍ဒီပွဲကိုမလာရောက်နိုင်ဘူးဆိုလို့ရှိရင်လည်းဖုန်းဆက်ပြီးတော့စီးရင်ပေးပြီးတော့ဆံငွေလွှဲလိုက်တယ်ဆိုလို့ရှိရင်လည်းခုနကကျွန်တော်ပြောတဲ့ကက်ချ်ဝဲ330ကိုရရှိမှာဖြစ်ပါတယ်အဲ့ဒီအပြင် င်ဒီပွဲမှာမှမဟုတ်ဘူးဒီပွဲမှာတော့ဒီ60တစ်စီးနဲ့60နှစ်တစ်စီးပဲပြလာတာဖြစ်တဲ့အတွက်တခြားသော tractor တွေကိုပါလေးလာခြင်းနဲ့ဆိုလို့ရှိရင်ရန်ကုန်ပြည်လမ်းကြိုက်ကလို့ဘုရားမှတ်တိုင်အန်ဒီမင်္ဂလာတုံမြို့နယ်မှာရှိရဲကြောင်ပြည်သားသူလေယာဉ်သုံးဆက်ပစ္စည်းရောင်းဝယ်ရေးကုမ္ပဏီလာရောက်ဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်ကတော့သိတော့သုံးပြီးသားပြန်ပြောမယ်3 2ကြားလိုက်တော့အဲ့လားပြန်ပြောမယ်ကြောင်ပြည်သားသူလေယာဉ်သုံးဆက်ပစ္စည်းရောင်းဝယ်ရေးကုမ္ပဏီကုမ္ပဏီရဲ့အဲ့ဒါဟုတ်ဒီမှာဆိုလို့ရှိရင် သူဟိုပါဦးပြန်ပြောမယ်3 2 1 go ဟုတ်တော့နောက်မှဒီဘွဲကိုလာလို့မမိနိုင်ဘူးအချိန်မရဘူးဆိုလို့ရှိရင်လည်းရန်ကုန်ပြည်လဲကြိုက်ကြိုက်ကြိုက်ကလို့နော်